လုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Huawei မြန်မာမိသားစုဝင်မျိုးမိတ်ကိုကိုဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုမျှဝေပေးချင်တာကတော့ Huawei ကထုတ်ကုန်တွေကိုအသုံးပြုပြီးတော့အချိန်တိုတိုအတွင်းမှာကျွန်တော်ရဲ့မျက်နှာဘယ်လိုတိတိတတ်တာပြောင်းလဲသွားတယ်ဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာအရင်ကကျွန်တော်ရဲ့မျက်နှာကဒီလိုလေးပါအခုကျွန်တော်ရဲ့မျက်နှာကတော့မြင်တွေ့ရတဲ့အတိုင်းတိတိတတ်တာပြောင်းလဲသွားတာဖြစ်ပါတယ်ခင်ဗျာဒီလိုပြောင်းလဲမှုကိုရအောင် Huawei ကဘယ်လိုထုတ်ကုန်တွေကိုဘယ်လိုအသုံးပြုခဲ့တယ်ဆိုတာကိုကျွန်တော်အခုဆက်လက်ပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ ်ပရမအုံးဆုံးအနေနဲ့ကိုယ့်ရဲ့မျက်နှာကိုတန်ရှင်းလှုပ်ထားမှာဖြစ်ပါတယ်ပြီးရင် PND ဆက်ကိုအသုံးပြုမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအပြင်လက်အိတ်ကိုရေဆွဆွတ်အောင်ဆွတ်ထားရပါမယ်ပြီးလို့ရှိရင်အတွင်းလက်အိတ်ကိုဆွတ်မယ်အပေါ်ကနေပြီးတော့အပြင်လက်အိတ်ကိုထပ်ဆွတ်မယ်သူ့ရဲ့ခြားနားချက်ကကြတော့အတွင်းလက်အိတ်ကရှည်နေပြီးတော့အပြင်လက်အိတ်ကတိုးရမှာဖြစ်ပါတယ်ပြီးရင် PND ဆက်နဲ့ကျွန်တော်တို့ဒီလက်အိတ်နဲ့ကိုချိုးဖြူလေးနဲ့တွေတန်းပြရမှာဖြစ်ပါတယ်ခင်ဗျာအခုကတော့4 way ကထုတ်တဲ့ ရေတံအဖြစ်ခရင်လေးနဲ့မျက်နှာကိုအရင်ဆုံးလိမ့်ပြရမှာဖြစ်ပါတယ်ခင်ဗျာခရင်ကိုမျက်နှာတစ်ပြင်လုံးအနှက်လိမ့်ပြရမှာဖြစ်ပါတယ်ခင်ဗျာမျက်နှာတစ်ပြင်လုံးအနှံ့လိမ့်ပြီးသွားပြီဆိုလို့ရှိရင် PID set ကို power ဖွင့်ပါမယ် tense level ကို2ဖွင့်မှာဖြစ်ပါတယ် ပြီးတော့ရင် မျက်နာကိုစတင်ပြီးတော့လက်အိတ်နဲ့အသုံးပြုပေးရမှာဖြစ်ပါတယ်။မေးစီ အောက်ကနေပြီးတော့ဒီမေးရိုးတစ်လျှောက်ကို အထက်ကိုဆွဲတင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ဒီနက်အပေါ်နှခမ်းနဲ့အောင်နှခမ်းကိုလက်ညှိုးနဲ့လက်ခံလေကိုဖြာပြီးတော့ဒီနှစ်သက်အဆက်အထိကိုဆွဲပြရမှာဖြစ်ပါတယ်ခင်ဗျာ ်ကျွန်တော်တို့ဒီနှာခေါင်းပေးရနေပြီးတော့ဒီပိတ်အိုးတလျှောက်ကို အပေါ်ကိုဆွဲတင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာလက်တစ်ဖက်ကဒီပားမှာထားပြီးတော့ကျန်တဲ့လက်တစ်ဖက်ကနှာခေါင်းရိုးတစ်လျှောက်ကိုဆွဲမယ်ပြီးရင်ဒီနားမှာထောက်ထားမယ်ပြီးရင်မျက်ခုံးကိုပါဆွဲသွားမှာဖြစ်ပါတယ် ပြီးသွားရင်နဖူးပြင်ကိုလည်းဆွဲပြရမှာဖြစ်ပါတယ်ဒီစကလေးကိုအသုံးပြုပြီးသွားပြီဆိုတော့ညနေအသားရေကိုထိမ့်သိမ့်ပေးတဲ့ forway ကထုတ်တဲ့ fluorant power နဲ့ဒီ mask လေးကို15မိနစ်ကပ်ပြရမှာဖြစ်ပါတယ်ခင်ဗျာ မတ်စတာထားတဲ့အချိန်မှာဖိုးဝေးကထုတ်တဲ့ PTV ဆက်ရဲ့အနီရောင်အလင်းနှက်နဲ့15မိနစ်ပြပေးရမှာဖြစ်ပါတယ်ခင်ဗျာမတ်စကိုကပ်ပြီးတော့ PTV အလင်းနှက်ဆက်နဲ့ 15မိနစ်ပြပြီးသွားပြီဆိုတော့ Huawei ကထုတ်ထားတဲ့အသားရည်ကိုတင်းရင်ကျစ်လက်စေပြီးတော့အရေးကြောင်းတွေကိုရောပါတက်တာစေတဲ့ Beauty Lip Tint Pro လေးကိုဖြန်းမှာဖြစ်ပါတယ်။ဖြန်းတဲ့အခါမှာလည်းမျက်နှာနဲ့30 cm အကွာဝေးကနေအနှက်ပြအနှက်ဖြန်းပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ပြန်ပြီးသွားပြီဆိုလို့ရှိရင်အသားတွေကိုစိတ်ဝင်သွားအောင်လို့လက်ထိတ်ကလေးတွေနဲ့ပုတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ ပြီးရင်နှစ်ကြိမ်သုံးမဟုတ်သုံးကြိမ်အထိဖြန်းပေးလို့ရပါတယ်ခင်ဗျာထုတ်ကုန်တွေကိုအသုံးပြုပြီးတော့6လအတွင်းမှာအရေးဆောင်ကင်းစင်ပြီးကျန်းမာမှုပြိုတဲ့အသားရည်ကိုရရှိခြင်းတဲ့သူတိုင်းကျွန်တော်အခုအသုံးပြုပြသွားတဲ့အချိန်လက်တွေ့အသုံးပြုကြည့်ပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်